ောတောင်နေဝင်းရံထားတဲ့ဒီရွာလေးဟာတော့ HMP နေချင်းစပွဲကောင်းနေခဲ့ပါတယ်။ရွာသားအများစုက လေယာစိုက်ပျိုးရေးနဲ့မွေးမြူရေးလုပ်ငန်းကို လုပ်ကင်စားတောက်ကြတယ်ဗျ။ဥဘောကကရွာရဲအတော်ဆုံးသောမုတ်ဆိုးတူဖြစ်ပြီးတားဖြစ်သူကျော်စွာနဲ့အတူနေထိုင်နေပါတယ်။မုတ်ဆိုးဥဘောကကအမဲလိုက်တဲ့အချိန်တိုင်းဘယ်တော့မှလက်ပလာနဲ့ပြန်လာတာမျိုးမရှိဘူးတဲ့ဗျ။ ူကအမဲလိုက်တာအရန်တော်ပြီးအစွားထက်တဲ့ကာရာတွေကိုလည်းတက်မြောက်ထားတယ်လို့ရွာထဲမှာနာမည်ကြီးပါတယ်။တာဖြစ်သူကျော်စွာဟာလည်းသူ့အဖေလောက်မတော်ပေမဲ့ရွာထဲကလူတွေနဲ့ရှင်ရင်တော့ဘယ်တော့မှမရှုံးပါဘူး။စိုးနိုင်ကတော့ကျော်စွာနဲ့ကောင်းတူစုပတ်ပခုံးဖက်ပြီးငငယ်ကလေးကပေါင်းလာတဲ့အခြေဆုံးတငယ်ချင်းပါ။စိုးနိုင်ကအတန်အသင့်ချမ်းသာပြီးရွာထဲမှာကုံစုံဆိုင်ဖွင့်နိုင်တဲ့တူဦးတဲ့တော်သူလည်းဖြစ်ပါတယ်။

။ဒါနဲ့ဒီကောင်းချိုကြီးနဲ့ကိုကြီးနဲ့ဆိုမိခိုင်ဘယ်ဟာပိုးချိုက်လဲ။ဒီနေ့ရာသီဥတုတော်တော်သားတာပဲ။ဒီလိုတာရတဲ့ရာသီဥတုအောင်မှာမင်းမလာလေးတယောက်ကိုဘလောက်ချေချောင်ပြုတ်ပြလိုက်ချင်တာ။ဒါနဲ့မိခိုင်ကိုကြီးတို့နဲ့ရောရေးစားဖြစ်သွားကြရင်ကိုကြီးမချောတော့ရင်ကိုကြီးကိုပြစ်တော်မလား။ဒါဆိုကိုကြီးအသက်ကြီးသွားရင်ရောပြစ်တော်မလားဒါဆိုကိုကြီးဆင်းရဲသွားရင်ရောအစရရကြီးစားဖြစ်ဖို့အကြောင်းရင်းရောမရှိရဟိုတော်ပြီသွားတော့မယ်စိတ်ပြက်စရာကောင်းလိုက်တာခဏလေးပါလေ ခေါင်းလျော်ရင်ပြီးတော့ဘယ်ဟာထိုက်ယူသွားသေးလဲသိလားတရိษံမျိုးငါ့ကိုဘယ်လိုလူမျိုးများထင်နေလဲဟမ်အေးကိုကြီးအခြေတည်တည်လေးယူသွားရဆိုတာမသိဘူးလားထရီမိခိုင်မသွားခင်လေမိခိုင်မျက်နှာလေးကိုဝအောင်ကြည့်သွားလို့ရမလားဟင်နောက်ဆိုမမြင်နိုင်တော့မှဆိုလို့ဘာလို့လဲဘာလို့လဲဆိုတော့အချစ်ကလူကိုမျက်ကန်းဖြစ်စေလို့ထရီ မင်းအောင်ကြောစွာမင်းကဘယ်တော့မှရောက်နေရလဲဟာကိုကြီးနဲ့ကောင်းရှော်ကြီးနဲ့ဘယ်ဟာပိုးကြိုက်လဲဆိုကြတဲ့ငါရောက်နေတာကွာဟမ်မင်းခုနကတော့လည်းရောက်နေတာပဲဆိုနေမင်းဟာကွာရွာထဲကမိန်းကလေးတွေကိုအကုန်လိုက်ကြောင်နေတာပဲကွာဒီမှာကြောစွာရအောင်ရေးစားကြခြင်းကိုဘက်ကအရင်ထွက်ရှာရတယ်ဟာကိုကမရှာဘဲနဲ့ဘယ်သူမှကိုကိုအရင်လာရှာတဲ့သူမရှိဘူးရောင်ရှိပါတယ်ဟာရွာထဲကမိတုံလေး ုစိုးနိုင်အတွက်ဆိုမိတော့ကအရာရာအစင်သင့်မှာပဲအာရရအဲ့လိုက်တော့မလုပ်ပါနဲ့ကွာမင်းကလည်းဒါနဲ့မင်းငါ့ကိုလာတွေ့တာဘာကိစ္စရှိလို့လဲအေးထူးထူးထူးတော့မရှိပါဘူးငါရဲနေနေလောက်တော့တော်တော်တော့မလို့မင်းကိုလာပြောတာဟင်းမင်းကလည်းမင်းအမြဲတော်လိုက်နေတာပုံမှန်မဲမဟုတ်ဘူးလားဒီတစ်ခေါက်တော့အဖေမပါဘူးကွာငါတယောက်ထည့်သွားအောင်ပါ အဖေဒီထမင်းလေးတော့ကိုအောင်စားလိုက်နော်ဒါအဖေရဲ့အစာရင်းကဘာမှကိုလက်မခံတော့တာကွာနည်းနည်းလေးတော့အောင့်အီးပြီးစားလိုက်ပါအဖေရဲ့ဒါဒီတစ်ခေါက်တော့အဖေသွားတော့မှတေချာနေပြီထင်တယ်ဒါပေမဲ့အဖေမင်းအမေနဲ့အတူသွားမနေရခင်နောက်ဆုံးအနေနဲ့တော့ဝက်သားလေးတော့စားသွားခြင်းတယ်ကွာငါအဖေအခုလိုအိပ်ရတယ်လဲနေတော့မင်းကတော့ငါအမေမသိခင်အိပ်ရတယ်လဲနေတဲ့အချိန်ကိုသတိရမိတယ်ကွာအဲ့တော့ငါအသက်၅နှစ်သားအရွယ်ပဲရှိသေးတယ် နေမကောင်းလို့အာရင်ချိနေနေတဲ့ငါအမေကိုငါပြုစုပေးနေရတာမသိလားငါအမေကငါသမင်းခွကျွေးတဲ့အချင်းတော့အမေကမျက်ရည်တွေဝဲပြီးတော့ငါ့ကိုကြည့်နေတာကွာမင်းအမေကမင်းကိုအရွယ်ရောက်တဲ့အထိမဆောင်ရှောက်ပေးနိုင်လို့လို့ဝမ်းနဲ့နေတာနေမှာပေါ့ငါအမေရဲ့မျက်ရည်ကိုမင်းကတော့ငါလည်းဝမ်းနဲ့ပဲမင်းငါမျက်ရည်ကြတော့ငါအမေကိုမမြင်သင့်ချင်ဘူးလေဒါနဲ့ငါလည်းအမေကိုတပြေးပြေးချင်းခွကျွေးနေတာပေါ့အဲ့ချိန်မှာအမေကမျက်လုံးပြင်းပြဆိုင်ပြီးတော့ငါ့ကိုနောက်ဆုံးစကားပြောလိုက်တယ်ကွာ မင်းအမေရဲ့နောက်ဆုံးစကားဟဲ့တရိတ်ဆန်မခုနဲ့တော့တော်တော့ငါဆက်နေပြီဟဲ့အနာပြီလို့တလားလောက်နေတော့ငါအမေစုံသွားတာပဲအခုလည်းငါအဖေသူမတဲ့ခင်တော်ဝတ်သားစားခြင်းနဲ့ဆန်တော့ငါဖြည့်ဆည်းပေးခြင်းနဲ့ကွာကျော်စွာတငယ်ချင်းဒါဆိုငါလည်းမင်းနဲ့အတူလိုက်ခင်မယ့်ရမင်းဘယ်တော့မှတော်တယ်လိုက်ဖို့လို့လဲကွာငါမလိုက်ဖို့ပြင်မယ်ငါလည်းအကူအညီဖြစ်ပါတယ်ရောင်ဝင်ဒေနာမင်းကငါ့ကိုဒုက္ခအတော်ပေးမယ်ကွာ စိုးနိုင်မင်းတကယ်ပဲငါနဲ့လိုက်မလို့လားကြောစွာရငါလည်းမင်းအဖေမသေးခင်သူစားကျင်တဲ့တော်ဝက်သားတော့ရှာကျွေးကျင်တယ်ကွာဟေးမင်းလိုက်ချင်တဲ့ပါဆိုတော့လိုက်ခဲ့ကွာဒါမှမဟုတ်ငါပြောတဲ့စကားကိုမင်းတသွေးမသိနားထောင်အောင်မယ်နော်တော်ထဲမှာတော့ကုန်နေအန်ရင်ကြောက်ရတာမဟုတ်တခြားရှင်းမပြနိုင်တဲ့အရာတွေလည်းကြောက်ရတယ်ကွာအမလီကြောက်လိုက်တာဆရာကြီးရဲ့စကားကိုတသွေးမသိနားထောင်ပါမယ်ဗျဒီလိုနဲ့တငယ်ချင်းနှစ်ယောက်တော်ထဲကိုထွက်လာခဲ့ကြပါတယ် ါတို့တောနာထက်အထီကိုတွားမယ်ရအောင်ဒီတောဆန္နာကြတော့တောဝက်တွေခဏခဏအမဲလိုက်ခံရလို့ရှိတော့မှာမဟုတ်ဘူးမင်းလမ်းလျှောက်မွေတွေလည်းသတိထားအောင်တော့ကျော်စွာသတိပေးလို့မဆုံးသေးခင်မှာပဲစိုးနိုင်ကမွေကိုနင်းမိပြီးမွေပေါက်ခံလိုက်ရပါတယ်ကျော်စွာငါမွေပေါက်ခံလိုက်ရပြီကြောင်းဟာငါမင်းကိုသတိပေးလို့တော့မဆုံးသေးဘူးလေကွာကျော်စွာမွေထွက်မပြေးခင်မိအောင်ဖမ်းလိုက်ပြီးမွေကိုဒေချောင်ကြည့်လိုက်ပါတယ် မင်းကိုကိုက်လိုက်တဲ့မွေးကအစိပ်ပြင်းတဲ့မွေးကွာမင်း၂၄နှစ်ကြီးပဲအသက်ရှင်နေတော့မယ်ထင်တယ်ဟမ်တော့ပါပြီမင်းကဘာလို့မွေးကိုပြန်ကိုက်ခံရတာတော့ဟာပထမတစ်ခါကိုက်တာ၂၄နှစ်ကြီးအသက်ရှင်မယ်လေအဲ့တော့ဒုတိယတစ်ခါထပ်ကိုက်ခံလိုက်တော့မင်း၄၈နှစ်ကြီးအသက်ရှင်တော့တာပေါ့ဟာဟာပေးစမ်းဟာဒီမွေးကအစိပ်မရှိဘူးနွားရပေးနာမင်းငါ့ကိုစားနိုင်သေးရလား ဒီလိုနဲ့လျှောက်လာရင်ညနေပိုင်းလျှောက်လာခဲ့ပါတယ်ကျိုးစွာမတို့အခုချိန်ထိတော့အရေးအယောင်တော့မတွေ့ရသေးဘူးနော်ယောမတို့ဒီထက်ပုံနဲ့တတော်တဲ့အထီကိုတွားအောင်မှာကွာတောနယ်လေလူတွေမရောက်နိုင်ဘူးမို့တော့ဝက်တရားလဲတောနယ်ထဲမှာပဲနေကြတော့တာဒီနောက်ချောင်းတော့ကချောင်းနေပါတယ်မရှိဘူးလားငါရေကူးကျင်လိုက်တာအေးငါလည်းမသိဘူးယောငါလည်းဒါပထမဆုံးအဖေမပါဘဲနဲ့တောနယ်ထဲအထီကိုထွက်လာဘူးလား အဲအချိန်မှာပဲကျော်စွာနားတဲ့ရေစည်းတံတက်တက်လေးကြားလိုက်ရပါတယ်။ကျော်စွာအတန်ကြားရဘက်ကိုလှဲ့ကြည့်လိုက်တယ်ဗျ။ဆိုလိုက်။မင်းရေကူးကြည့်နေတာကုလို့ရပြီထင်တယ်။ဟိုးအရှိမကြည့်လိုက်။ချောင်းလေးပဲရောက်။သွားစို့ကွာ။ဟုတ်ပြီ။လောက်ချီမန်း။မင်းဟာမဟုတ်သေးပါဘူးကွာ။ တို့နှစ်ယောက်ရေထဲဆင်းပြီးပျော်ရွှင်စွာရေကူးနေခဲ့ကြပါတယ်။ကျော်စွာကတော့ရေခနကူးပီတာနဲ့ကမ်းမော်တက်ခါပတ်ဝန်းကျင်တဝိုင်းလေးလာနေခဲ့တယ်ဗျာ။တွေ့ပြီကွာ။ရှာတော်မှုမြေလေးတွေ။ဒီရှာတော်မှုမြေလေးတွေကတော့ကောင်တွေအမြင်ရှားစားတဲ့မြေတမျိုးကိုခေါ်တာဗျာ။အဲ့ဒီမြေကတဘာဝအတိုင်းပါဝင်တဲ့ဓာတ်တမျိုးမျိုးရှိပြီးတောကောင်တွေအတွက်အစာအာဟာရဖြစ်စေတဲ့မြေကြီးတမျိုးဖြစ်ပါတယ် ဒါကြောင့်အဲ့လိုမြေတွေရှိတဲ့ပတ်ဝန်းကျင်တဝိုက်မှာအများအားဖြင့်တောကောင်တွေနေထိုင်တတ်ကြတယ်ဗျကျော်စွာလဲတောဝက်ကဒီအနားတဝိုက်မှာပဲရှိမယ်ဆိုတာသိတာနဲ့ချက်ချင်းချောင်းစီကိုပြန်လာခဲ့ပါတယ်အဲ့အချိန်မှာရေစင်းနေတဲ့စိုးနိုင်တရားဘယ်ကမှမသိတဲ့မိတ်ကလေးနဲ့စကားပြောနေတော်တွေ့တော့ကျော်စွာအာအသင့်သွားခဲ့တယ်ဗျဟေးယောင်မင်းဘသူနဲ့စကားပြောနေရလဲဟာအေးကျော်စွာမင်းရောက်လာတဲ့အတော်ပဲ ဒါနဲ့မင်းကလေးနိုင်မြဘယ်လိုခေါ်လဲဟင်ဟေးယောမင်းဒီလိုတောင်းတကြီးတယ်မှာတွေ့ကြရလူတွေနဲ့စကားလိုက်ပြောမနေနဲ့အခုနာမင်းကလေးကလူမဖြစ်နိုင်တော့ဘူးကွာမင်းယူနေလားဟာအခုနာမင်းကလေးကလူပါဟာဒီနားတော့ရွာရွာသူဖြစ်လောက်မှာပါစိုးနိုင်ဒါငါမင်းကိုနောက်ဆုံးအနေနဲ့သတိပေးတာ တော်တယ်မှာကိုမြင်သမျှပဲအရာမှမယုံပါဘူးခုနငါမင်းကိုတယောက်ထဲထားခဲ့မိတာလဲငါမှားတာပါနောက်ဆိုငါမင်းကိုတယောက်ထဲမှာထားခဲ့မိဘူးတတိထားရမယ်မင်းလဲငါစကားကိုအသေးချာနားထောင်ရအောင်အေးပါကွာငါသဘောပေါက်ပါပြီငါတို့ဒီညဒီမှာပဲဆင်ထိုးပြီးတော့ဝယ်ဖမ်းအောင်ရအောင်အခုနငါရှာတောင်မှုမိတွေတွေ့ခဲ့တယ်ကွာဒီလိုနဲ့သူတို့နှစ်ယောက်ဆင်ထိုးဖို့ဝါးတွေခုတ်ပြီးဆင်းဆောက်ခဲ့ကြတာပေါ့ဗျာ နေမင်းကြီးကတောင်ကြားတဲ့တဖြည်းဖြည်းဝင်သွားပြီးပေါင်းရိပ်တန်းလာခဲ့တာနဲ့အမြပတ်ဝန်းကျင်လဲတိတ်ဆိတ်သွားခဲ့ပါတယ်သူတို့နှစ်ယောက်ချောင်းပေးရအပင်အောက်မှာမိဘုံလေးဖို့ပြီးအေးအေးကြကိုအန်တုနေခဲ့ကြတယ်ဗျဘာလို့ရာသီဥတုကအရန်အေးနေရတာလဲဟာငါးလေးတွေမင်းတို့လည်းရေထဲနေနေရတာတော်တော်လေးအေးနေမှာပဲနော် တနာစရာကောင်းလိုက်ထားဒါဆိုလည်းအတူတူမီးလုံကြတာပေါ့ကွာစုံနိုင်ငါတို့ဒီစင်ပေါ်တက်ပြီးတာနဲ့အောက်မဆင်းရတော့ဘူးနော်အောက်ဆင်းရမယ်ဆိုရင်လည်းမိုးလင်းမှဆင်းရမယ်တဘောပေါ့လားအေးရောဒါဆိုတိပောက်ချင်ရောအောက်ထားဤပါချင်ရောအောက်ထားဒါဆိုဤပောက်ချင်ရောအဲ့ဒါပောက်လို့ရတယ်ကွာ တော်ရရကောင်းနေမင်းအိမ်အောင်ရှူလို့ရတာပေါ့ဟေးတိတ်တင်းနေတော်ကောင်းနေချတာမို့လာစားကြပြီတင်းနေကျောစွာအမအမငါတို့အကောင်ပြစ်ပေးစမ်းကွာ အာယောအကောင်ပြစ်လို့မရဘူးကွာအဲ့ဒါရင်မြစ်အမေနဲ့ရင်မြစ်သားလေးကွာသူတို့ငွေချင်းနှစ်ယောက်တောင်းကြအောင်စောင့်ဆိုင်နေပြီးတဲ့နောက်သူတို့ဆန်တကောင်တောင်းမှုမြေရီစီကိုချင်းကပ်လာတဲ့အတန်ကြားလိုက်ရပါတယ်အတန်လာရအောင်ကြည့်လိုက်တော့ကြီးမားတဲ့တော့ဝက်ကြီးတကောင်သူတို့ရှိရဘက်ကတောင်းမှုမြေစီကိုတန်တန်မှတ်မှတ်လျှောက်လာတာတွေးလိုက်ရတယ်ဗျာဆိုနိုင်ကြည့်တာငါပြစ်မဲ့အကောင်ဒီအကောင်ပဲကွာ တော်ဝကြီးကအန်ယိုသတိမမှုပဲတောင်မို့မျိုးစားနေတဲ့အချိန်မှာကျော်စွာကအခွင့်ကောင်းယူပြီးပြစ်ခဲ့လိုက်ပါတယ်။တော်ဝကြီးလည်းကျော်စွာပြစ်လိုက်တဲ့ကြီးကြောင့်ချက်ကောင်းထိသွားပြီးနေရာမှာပဲလဲကျတေဆုံးသွားခဲ့တယ်ဗျ။လက်တက်လိုက်တဲ့ကောင်ကျော်စွာ လာရောက်ငါတို့စင်ပြီးသွားယူကြရအောင်။ဟေးအောင်စိုးနိုင်။ငါပြောထားတယ်လေ။မိုးလင်းမှာအောက်ဆင်းရမယ်လို့ ယောဒါဆိုကြားလေလာဆွဲတော့မှာပေါ့ကွာဟေးငါလည်းအဲ့ဒါပဲစိုးရင်နေတာဘာဖြစ်လို့လဲဟာဘယ်သူများရှိကြလဲရှင်ကျွန်မတနက်တန်ကြားလိုက်ရလို့မေဂါမန်မသိတဲ့မက်ကလီအတန်းကိုကြားလိုက်ရတာနဲ့တပြိုင်တည်းသူတို့ဘက်ကိုပြေးလာတဲ့ခြေတန်းကိုကြားလိုက်ကြရပါတယ်အကိုတို့ကျွန်မကိုကူညီကြပါဦးကျွန်မတော့လဲလမ်းပြောက်သွားလို့ပါဟေးကြော်သွားရအောင်အဲ့ဒါငါခုနကစကားပြောခဲ့တဲ့မက်ကလီပဲဒါနဲ့ညီမလေးအစဉ်ပြေးရလား ဘယ်လိုဖြစ်ပြီးတော့ဒီကိုရောက်လာတာလဲကျမအကိုနဲ့စကားပြောပြီးတော့ညှစ်သွားရှာပြီးပြန်တာအဲ့ဒီမှာကြားဟင်းတန်ကိုကြားလိုက်ရတော့ကျမလည်းကြောက်လန့်ပြီးတောထဲဝင်ပြေးနေလမ်းပြောက်သွားလို့ပါတနာစရာကောင်းလိုက်တာလာလာလာအမြန်ကိုရုစင်မောတက်ခဲ့ကျမပြေးလွှားလာခဲ့ရတော့ခြေရလက်တွေအားမရှိတော့လို့အကိုစင်းလာပြီးကျမကိုလာခေါ်လို့ရမလားယင်ဒါဆိုခဏစောင့်နော်စုံနိုင်မင်းကိုစီကေကိုပြုတ်ပြတဲ့ဇလန်းနေမကြည့်ဘူးလားတော့မို့ဆိုဇလန်းနေကပြောစကားနားမထောင်တဲ့ကောင်တွေ ဥတူတူအတတလုံးနေတဲ့ကောင်းလေနောက်ဆုံးကြာဘာဖြစ်သွားကြလဲသိလားအရင်သေးသွားကြတယ်လေအေးမင်းလည်းအဲ့ဒီမင်းမစီသွားလို့တော့မင်းအရင်သေးမှာကွာသေးလားမင်းမမြင်ဘူးလားဟာသူကလူဆိုတာကဲနော်အဲ့မိမခုနကတည်းကမျက်တောင်တောင်လုံးဝမခံတာမင်းမမြင်ဘူးလားသူမျက်လုံးတောင်းနေလို့နေမှာဘောကွာညီမချိုးလေးအကိုတို့အကူညီရခြင်းအကိုတို့တောင်းဆုတဲ့စကားနှခုလိုက်ရောပြရမယ်အကိုတို့မြန်မြန်ပြောပါခဏနေကျမကိုကြားလာဆွဲနေရုံပဲရှင့်ဒါဆိုလဲနံပါတ်1 ညီမအကိုတို့ကပြမယ်အကိုတို့ရဲ့တခြင်းဆိုတာလဲနားမထောင်ဘူးတော့ကျမကမကားတတ်ဘူးရှင့်ညီမမကပြရင်အကိုတို့လည်းညီမအောင်မကူညီနိုင်ဘူးဒါဆိုလဲကျမကားတတ်တယ်လို့ကပြမယ်နော်ခြေလက်တရားလဲညောင်းကန်နေတော့ကဲမျိုးစစ်ဒီလားဆိုရပြီလားရှင့်တော်လိုက်တာနံပါတ်1အကိုတို့မိကျစ်ချစ်ပြ အကိုရေညီမလက်တွေအားမရှိရောလို့နီးကျစ်လေးစင်းနာကောက်ပေးပါလားဟင်တော်တော်အားလည်းလူပဲမင်းကိုမီးကျစ်စင်းကောက်ပေးမှာဒီလောက်ဆိုရင်မင်းရဲ့အစင်မှန်တမန်းညားဆိုတာသိပြီကွာအာယောဆိုနိုင်ကြောကြောမင်းဘာပြောလိုက်ဟာတမန်းညားဟာလား

တို့တငယ်ချင်းနှစ်ယောက်အမောင်တုထဲကနေအသက်လူပြေးခဲ့ကြပါတယ်။ပြေးနေရင်းနဲ့အနောက်ကိုလှည့်ကြည့်လိုက်တော့ကြောက်ဆရာကောင်းတဲ့မီးလုံးကြီးတွေတို့နှစ်ယောက်နောက်ပြေးလိုက်လာတာကိုတွေးလိုက်ရတယ်ဗျ။ယောကျော်သွားယောက်အဲ့ဒါဘာကြီးလဲ။အဲ့ဒါအဲ့ဒါတမန်းကြားနဲ့တဖွဲ့တဲ့ပဲဖြစ်ရမယ်။မင်းအရင်ပြေးသွားနေဟင်းယောက်။မြေကွက်လိုက်တစ်ခုတွေ့ငါ့ကိုအော်ပြလိုက် ဒီကောင်မင်းသားအတိုင်းပဲဟာကျောသွာဒီဘက်မှာမြေကွက်လာတခုရှိတယ်ရောက်ကျောသွာချက်ချင်းဆိုတော့စိုးနိုင်ရှိတဲ့ဘက်ကိုပြေးသွားခဲ့ပါတယ်ငါနာကိုမြင်အောင်လိုက်ခဲ့ကြမင်းတို့တွေ 坐坐，坐地上要。 肌肉臂满情况下嘞，六万多拿不过，对下赔偿不。 ယ်စားတာမလုံလောက်သေးလို့လားတင်းမလာလောက်ပြနေသေးတယ်ဘာသာအစွားရှိတဲ့သူတွေကစိတ်တော်စရာအရန်ကောင်းတာပဲဒါဆိုလည်းမင်းတော်တွေကိုပြောင်းဝင်သွားလိုက်ပါလားငါတို့လည်းပြဿနာမဖြစ်ချင်ဘူးငါတို့ကတော့ဝယ်ပဲလားရှာတာမနဲ့လင်းနာနဲ့ချက်ချင်းပြန်ပါဒီလိုလိုလိုနဲ့ပြန်လို့လို့ဘယ်ရပါမလဲဒီလိုခါရအစွားရှိတဲ့သူရဲ့အသားပိုးချိုးတော့ကွာဒါဆိုလည်းတတ်သိရှိရင်ဝင်လာခဲ့ကြည်ပေါ့ ပုတ်ဆက်တယ်နော်အဲ့ကောင်ယူရှေ့ပြလိုက်နိုင်ပြီလားမင်းရဲ့လင်မြန်မှုကသုံးဆောင်ပြီပါဒါပေမဲ့ငါ့ကိုထိကြံလို့ကလေ့ကျင့်မှုလိုသေးတယ် ီတခါငါလက်သေးစားစားလို့ကောင်းရမလားဒါစိတ်ကိုအသေးစားစူးစီးကျွဲဥထရကျွဲယူအပြေထွက်လောင်လို့ရမယ်အဖေကျွန်တော်အခါတရားလောက်ရှိပြီဗျကျွဲယူခေါ်နေတာထွက်ကုန်မလားဦး ျွန်တော်လည်းပင်မနေပြီငါသားစိတ်ကူမပြတ်လွင်စေပဲအသေးချာစူးစီးပြီးတော့သားရဲ့စိတ်တခုလုံးကျွဲစီမှာပဲထားရမယ်ပြီးမှကာတာကိုယူပြီးကျွဲထွက်လာအောင်လုပ်ရမယ်အခုချိန်မှာရအောင်မလေးကျင်ထိုင်ရင်တကယ်လို့ကို့အသက်အန္တရာယ်ကျရောက်လာတဲ့အချိန်ကျသားဘယ်လိုလုပ်မှာလဲအဲ့အချိန်ကျအဖေကိုခေါ်လိုက်မှာပေါ့ဗျာလွယ်လွယ်လေးကိုဟမ်ဒီကောင်စိုးလေးဒီတခါတော့ငါတကယ်ပဲအဖေပေးထားတဲ့ကျွဲယူရအောင်ခေါ်ရတော့မှာပဲငါမခေါ်နိုင်ခဲ့ငေါ့တငယ်ချင်းချင်းအောင်တမန်ကြအစာဖြစ်သွားနိုင်တယ် ဒီလိုနဲ့ကြောစွာလဲလွယ်ထဲကရွှွန်းနဲ့လှုပ်ထားတဲ့ကြွေးရုပ်ကလေးကိုထုတ်လိုက်ပြီးစိတ်ကိုစူးစီးကသူ့အဖေသင်ပေးထားတဲ့ဂါရာကိုစရွတ်လိုက်ပါတယ် မကုန်းသေးဘူးလားလူသွားတယ်မဟုတ်ပဲကျွေးသားပါအပူစားတာပေါ့ကွာဟင်ဟမ်ငါ့ကိုစားကြတာမဟုတ်ဘူးလားနည်းနည်းအားစားဟာအော်မမမလေးမလေးချင်ကြတာမိကြတာလည်းနာမခံစားလို့ရသေးတယ်ဒီကျိုးစုပ်စကားတော်များတာပဲ အေးရောင်းနေတာရောင်းနေတာအဲ့ဒီနေရာပဲဟာကျေးဇူးပဲကြာကြာနေမှာမာတခါထွက်လာရတာထွက်လာရတော့လည်းငောက်နှိပ်ပြီးမဲ့သူကအစင်းနဲ့ဆိုတော့အညောင်းအညောင်းပြေးတော့တာပဲဒီတခါတော့ငါမျိုးနှိပ်ပြီးရမယ်လေပဲ ဲသားစားမယ်ဆိုပြီးအခုမစားနိုင်တော့ဘူးထင်တယ်။ဒီတခါတော့ငါအစွမ်းတွေကိုပြရသေးတာပေါ့။ကဲညီညီလေးဒီနော်။ဒီနာညီညီဒီမှာငါ့ကိုထိမှာပေါ့ဟာ။ ့အချိန်ပဲသူ့အထီအောင်ပြစ်တော့တမန်ကြောင့်ရှင်းပြလိုက်နိုင်ပြီမရှင်းနိုင်ဘူးသူအပေါ်ခုတ်တက်ပြီးတော့ထွက်ပြေးသွားတာဒါပေမဲ့ဒီညတော့သူထမလာရေတော့အဲအချိန်မှာပဲကျွဲကြီးကကျွဲဦးလေးအတွင် ကြောင်းသွားပြီးကြောစွာလဲအိုင်ကုန်ခန်းကလဲကျသွားခဲ့ပါတယ်ဟေ့အောင်ကြောစွာစိုးနိုင် ငါတို့စင်စီကိုပြန်သွားကြရအောင်မင်းတို့ကောင်းနေငါကောင်းကောင်းတက်လာမှဒီလိုအကုန်စပြင်မယ်တွေ့ကြသေးတာပေါ့အမ် မင်းကဒီဝါလုံးကိုအောင်စားမလို့လားကြောင်လုံးကိုကြက်သိမ့်တော်ထားတယ်ဟာမင်းကဘာသူလဲကွာငါတရားရနေတော့အားမရှိတာနဲ့အတော်ပဲအားရှိလောက်မင်းကိုစားလို့ရတာပေါ့ ကန်ဆိုးတာငါမဟုတ်ဘူးမင်းကွာငါဘာလို့လဲဆိုတော့မင်းကိုပညာပြလိုက်တဲ့ကျွဲရဲ့ပိုင်ရှင်မင်းနဲ့တက်ခတ်ခဲ့တဲ့လူငယ်လေးရဲ့အဖေပဲကွာကွေလာစမ်းမိလတိဘာအတိုင်းလဲဟာထားလိုက်စမ်းပါစိတ်ဝင်စားမနေနဲ့ငါတို့အမြန်သွားအောင် ငါသားလေးပညာတဆင့်တက်လာပြီပဲရှောင်းလီထွက်ပြီးမိုးလင်းလာတော့ကျော်စွာတို့တငယ်ချင်းနှစ်ယောက်နိုးလာပြီးဆင်းအောက်ကိုငုံကြည့်လိုက်တော့ မင်းညာသူတို့ပြစ်ထားတဲ့တော့ဝကအခြားသူတို့ဆန်တွေစားထားတဲ့အရာမရှိပဲအကောင့်အတိုင်းရှိသေးတာကိုတွေးလိုက်ရပါတယ်။ဒါနဲ့သူတို့နှစ်ယောက်တော့ဝကကိုယူပြီးရွာကိုအ мян ပြန်ခဲ့ကြတယ်ဗျ။အဖေကျွန်တော်ပြန်လာပြီ။ကျွန်တော်အဖေအတွက်တော့ဝကကြီးတကောင်ရလာတယ်ဗျ။အဖေမသိခင်အဖေစားခြင်းနဲ့တော့ဝကတောင်စားရတော့မှာဆိုတော့အဖေတော်တော်ကံကောင်းတာပဲကွာ။အမလေးတော့ဝကသာစားလို့ကောင်းလိုက်တာ။ အဖေအတော်နေမကောင်းလို့ဒေကာနေအခြေဖြစ်နေတာမဟုတ်လားအဖေတော့ဝသားစားလိုက်ရလို့တော်တော်လေးပြန်ကောင်းလာပြီထင်တယ်။အော်အဲ့လိုလားဟမ်ဦးလေးတကယ်လားဗျဒါပေမဲ့နောက်ထပ်အသားတစ်မျိုးထပ်စားလိုက်ရင်အဖေအရှင်းပြောလို့တယ်ဟမ်တကယ်လားအဖေအဖေဘာအသားစားချင်တာလဲကျွန်တော်ကသာပြောလိုက်ဟမ်နော်မင်းကလည်းအလိုလိုက်လုံအောင်ပဲကြော်စွာတားလေးအဖေစားချင်တာရေမြင့်သားလေးအသားစားချင်တာ တောက်မစားပါနဲ့နော်တောက်မစားပါနဲ့ယောဂဖြစ်ပြီးသေးသွားလဲအေးတာပဲအဖေခရော့ခရော့ကျွန်တော်စားတာဟေးကျိုးစွာရှောက်မပြောနေဟာဒီကောင်ဟုတ်ကဲ့ဇလန်းလေးကောင်ဒီလောက်ပါပဲခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ